အားလုံးမင်္ဂလာပါရှင်မြမဝိုင်တီ channel ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတီရေးသားထားတဲ့အင်ဂျီတစီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးမစသေးခင်ကျမတို့ channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှသိနိုင်မှုလဲဗီဒီယိုလေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ရှင်ကျုပ်တို့အညာမှာတော့အေးမရှိဘူးပေါ့ဗျမန္တလေးမှာတော့တက်သေးအင်းတို့တောင်တမန်အင်းတို့ရှိရပါဗျ တာတေအောက်ပြည်ရအင်းနေရှိရဲ့ဒေသကိုသွားတော့ကပေါ့ကျုပ်ကကိုစိတ်ဖွားနဲ့လိုက်သွားတာဗျလေးလေးစိတ်ဖွားကြောင့်ကျုပ်ရေးခဲ့တဲ့ပင်လေဆုံးဝိထုမှာဖတ်ကြည့်ရင်သိမှာပါလေးလေးစိတ်ဖွားအောက်ပြည်ရငပိငှ၆တေယူပြီးကျုပ်တို့ဘက်ကအညာရွာတွေမှာရောင်းတာလေဗျငပိဘိုးငှ၆ဘိုးတွေကိုအောက်ပြည်စင်းကန်ဒီရောမှာလိုက်သိမ်းတာဗျဒီရောလဲလူတိုင်းရောဝဲကြတာပေါ့တချို့ကလည်းလိန်ငင်းပေးကြတယ်လေးလေးစိတ်ဖွားငပိငှ၆အဝယ်သွားတော့ကျုပ်ကလိုက်သွားတာဗျရွာနာမည်ကအင်းရွာကြီးရဲ့ ရွာလဲမှာလေလုတ်သူတွေကများပါတယ်။ဒါမဲ့အင်းကြီးရေ၅အင်း၆အင်းရှိရဲ့။ပြက်ကြီးအင်းကလပုအင်းရိုးကြီးအင်းရေပြန်အင်းဇောင်းတလာအင်းခေါင်းပြန့်အင်းနဲ့ပြုတ်အင်းတအင်းစီမှာအင်းတကြီးတယောက်စီရှိရပါ့။အဲ့ဒီအင်းတွေကိုနှစ်တိုင်းအစိုးရစီမှာလေးလံဆွဲယူကြရတာ။လေးလံအောင်မှအင်းလုံးခွင့်ရတာလေ။ဒီနေ့ဒီမှာတော့အင်းတကြီးဆိုတာလူချမ်းသာတွေကြီးပဲ။အင်းတကြီးသားအင်းတကြီးသမီးဆိုရင်မျက်နှာပွင့်လိုက်ကြပါဗျ။ ဒါမဲ့တောင်သူလေလို့ဝါခုတ်တဲ့သူတွေကတော့သူတို့ကိုရှောင်ကြတယ်ဗျအခုတို့ကြောက်ကြလို့ပေါ့သူတို့ပြောတဲ့အင်းတကြီးဇလန်းနေရများသားဖះမမြင်ရတော့လို့အင်းတာကိုရွှေချပြီးရှစ်ခိုးတဲ့အင်းတကြီးကိုပါလို့ပေါ့တကယ်ဟုတ်မဟုတ်တော့ကြောက်လဲမသိဘူးဗျအင်းရွာကြီးကိုရောက်တော့လေးလေးစိတ်ပွားသူ့မိတ်ဆွေတရားအိမ်မှာတဲတယ်ဗျသူတို့ကတော့လေသမားတွေပါယောက်ျားကကိုပါမောင်နဲ့မိန်းမကမတ်တောင်နဲ့လူသဘောကောက်နဲ့လင်းမရပါဗျာတာသမီးလည်းမရှိကြအောင်သူတွေမောင်တွေကိုပဲ တာသမီလိုသဘောထားပြီးတွေးမွေးနေကြတာကိုဘမောင်ဆိုတာအရက်အရှိနှကမ်းမွေးကုတ်ကုတ်ကြီးနဲ့သူမိမမက်တောင်ကအသားခက်လက်လက်ရုပ်ကလည်းရွက်ချမ်းရည်ကျိုပဲနေတာကတော့အိမ်ကောင်းရာကောင်းနဲ့လေပိုင်ချောင်းပိုင်ဆိုပဲဗျလေးလေးစိတ်ပွားအင်းသက်ကြီးရဲ့အိမ်မှာငချောက်တွေငပိတွေဝဲတာပေါ့ဗျကိုဘမောင်ကပဲဥဆောင်ပြီးလိုက်ပို့တာကျုပ်ကလည်းတကောက်ကောက်ပေါ့ဗျာလိုက်ချက်ခွန်လေးတွေတစ်ဖြက်ဖြက်ထနေရဲ့အင်းရည်ပြင်းကျဲကြီးကိုမြင်ရတဲ့ကျုပ်ပြောနေရပြုတ်တခုပြောရအောင်မယ် လေးလေးစိတ်ဖွာအောင်နာမည်အရင်မဲခေါ်လာလေးလေးစိတ်ဖွာရဲ့နာမည်အရင်ရကိုတောင်းလေဗျာဟဲ့ကောင်ကတောင်းငါတို့ဒီနေ့ဇောင်းတလားအင်းမှာသွားဝင်မယ်ဇောင်းတလားအင်းသက်ကြီးကဥဆန်ခိုးတယ်ကွာငါနဲ့တတော်ရင်းနေရဲ့သူမိသားစုစားဖို့ရောသူ့လောက်သမားတွေစားဖို့ပါတနေ့စာငါစီမှာစံပူစားအပ်ထားလားနှစ်လားတစ်ခါလောက်တော့ပေါတူနဲ့မြို့ဝဆန်ဆက်တွေမှာစံပူစားသွားကြရတယ်ဟေးဟုတ်လားအင်းသက်ကြီးနဲ့မင်းနဲ့ရလူခင်နေဆိုတော့ကောင်းတာပေါ့သွားကြမယ်လေ ကျုပ်ကခမားနားလေးအောင်ပြောချင်တာတခုရှိရဲ့စံဘူစားဆိုတာအောက်ပြေအောက်ရရဲ့ဓလေတခုပေါ့ဒီလိုပြခမားကစံဘူစားကြိတ်တဲ့သူဆိုရင်ခမားမှာဘောက်တူဖြစ်ဖြစ်တမ်းမှန်ဖြစ်ဖြစ်ရှိရတယ်ရွာတွေကခမားနဲ့ရင်းနှီးရဲ့လူတွေကခမားစီမှာဝန်းစာအတွက်စံဘူစားအပ်ထားကြတယ်သူတို့မိသားစုမှာစံလူပြီးဆိုရင်ခမားကစံဘူစားအပ်တဲ့သူတွေရဲ့အိမ်စိတ်မှာလေကြီးကပ်ပြီးစပားအိတ်တွေထန်းတည်ရတယ်အဲဒီလိုတအိမ်ပြီးတအိမ်လိုက်ပြီးတော့စပားတွေတင်ပြီးသွားကြိတ်ခွဲပေးရတယ် ချိန်ခွဲပြီးရင်စံကိုသွားပြန်အပ်ပေးရတယ်။စပားဆယ်တင်းကိုစံလေးတင်းပြန်အပ်ရတယ်။ပိုးတဲ့စံနဲ့စကွဲတွေကိုခမရရောင်းစားလို့ရတယ်လေ။အဲဒါကြောင့်စံပိုစားလို့ခေါ်လား။ကျုပ်ရဲ့ကိုးပါမောင်ရဲ့လေးလေးစိတ်ဖွာရဲ့ဇောင်းတလာအင်းကိုရောက်တော့အင်းတကြီးဥဆန်ကိုကခင်ခင်မင်မင်နဲ့ကြူစုတဲ့ဗျ။ကိုးပါမောင်တွေကတော်တော်ခင်းတယ်လို့ပဲ။အင်းတကြီးကလည်းအသက်သိမ့်မကြီးသေးဘူး။ကျုပ်စိတ်တင်တော့90ရောင်ကျော်မယ်မထင်ဘူးဗျ။ဟာကိုးပါမောင်လာဗျ။ထိုင်ကြပါ။ ဇပွဲကုံမဲမဲရဲ့တပတ်တစ်ချက်မှာခုံတန်းလေးအကြီးနှလုံးချထားတာဗျ။အင်းသကြီးကတဖက်မှာထိုင်ဖို့တုတ်တုတ်တော့ကဒီဘက်တန်းလေးမှာထိုင်လို့ပေါ့ဗျ။အင်းသကြီးဒါကျွန်တော်တငယ်ချင်းမောက်တောင်းမှာဒါမောက်တောင်းနဲ့ပါလာတဲ့တငယ်မောက်တာတည်းရဲ့ဗျ။သူတို့ကအညာထဏောင်းကုတ်ပါပါ။မပိငယ်ချောင်းလေးတွေဝဲကျင်လို့တဲ့။အဲ့ဒါကျွန်တော်ကအင်းသကြီးစီလိုက်ပို့လိုက်တာ။အော်အညာလာကြတာ哦။ရှိပါတယ်ဗျာရှိပါတယ်။ငပိကောင်ဆိုရင်လည်းငပိငဖဲကောင်ငခုငပိကောင် ငရဲငပိကကြိုက်တာရတယ်။ငချောင်းဆိုရင်လည်းငခုံးမကြောက်ဝါစားပြီးငရဲကြောက်ကြီးရဲ့အထိအဆုံရှိပါတယ်။ဈေးကတော့အစားအစားပေါ့ဗျ။ကျောက်စီမှာဝယ်တူကတော့ဈေးမများစီအောင်။ခုဟာကိုးပွားမောင်လေးပါလာတာဆိုတော့တက်နိုင်တဲ့လောက်ကြုံလျှော့ပေးပါမယ်။လူလေးစိတ်ဖွာကိုငပိရဲ့ငချောက်တွေပြတယ်။ဈေးကြီးကြဈေးဆိုကြနဲ့အယောင်းဝယ်စကားတွေပြောကြတာပေါ့ဗျ။နောက်ဆုံးတော့လူလေးစိတ်ဖွာသူ့မှာပါလာသမျှငွေတွေအကုန်လုံးနဲ့ဝယ်လာရောပြု။အင်းကြီးဦးဆန့်ကိုရဲ့ငပိငချောက်တွေကို လေးလေးစိတ်ပွားတော်တော်သဘောကျသွားပုံရတယ်။အင်းတကြီးရဲ့အလုပ်သမားတွေကရာစုကြီးနဲ့ချိန်တာ။ရာစုဆိုတာတစ်သားမောင်းတံမမဲကြီးနဲ့ချိန်ခွင်အကြီးကြီးကိုပြောတာ။တောင်းတလုံးထည့်ပြီးချိန်နိုင်တာပေါ့။အလေးဆိုရင်လည်းငါးဘိတ်သာအလေး၊ဆယ်ဘိတ်သာအလေးတင်နိုင်နေဗျ။ကျုပ်တို့တွေငပိငချောက်တွေချိန်နှုံးမဲ့ရှိသေးတယ်။အင်းတကြီးအင်းတကြီးငါတော်ဘာဖြစ်မှမသိလို့ဗျ။အသက်30လောက်ရှိရဲ့လူတယောက်မျက်လုံးပြူးမျက်စံပြူးနဲ့အင်းတကြီးရဲ့တိုက်ခန့်အကြီးတွေအပြေးလွှားဝင်လာတာဗျ။ အပေါ်ပိုင်းမှာဘာအင်ဂျင်မှဝင့်မထားဘူးအလုံးလုံးရင်းနဲ့ပြေးလာတဲ့ပုံပဲကျုပ်တို့တော့လည်းလှဲကြည့်ကြတာပေါ့ဟဲ့ကောင်ငရွေရှင်းရှင်းပြောစမ်းငါတို့ကဘာဖြစ်တာလဲငရွေဆိုတဲ့လူကမျက်လုံးကြီးပြူပြီးအလန့်တကြားနဲ့ပြောတယ်ကျုပ်ရဲ့ငထော်ရဲ့စံများတို့ညီကိုရဲ့အင်ဂျင်မြောက်ကလမှုတော်မှာပိုက်ဆွဲနေကြတာငထော်ကလှေကိုပဲ့ကန်ပေးနေတာအကောင်သားကနေအမလေးတေပါပြီပြားလို့အတန်နဲ့ကြီးနဲ့ထောက်ော်ပြီးတော့လှေပေါ်ကနေရေထဲကိုပြုတ်ကြသွားတာကျုပ်တို့လည်းလန့်ပြီးဆွဲလက်စပိုက်ကိုပြစ်ချ ညထောင်းကိုရေးတဲ့စင်းစံပြီးလေပေါ်ကိုဆွဲတင်ကြရတယ်။လေပေါ်ရောက်တဲ့ရအစက်ကအမြုပ်တွေထွက်ပြီးစန်းငယ်စန်းငယ်ဖြစ်နေရတဲ့ကြီးရဲ့။ဟေးအခုဘမတော်ခုနားမှာလေဆိုင်ထားတဲ့ကြီးကနာမကြီးပင်ကြီးအောင်မှာအင်းတကြီးကရှေ့ကနေပြေးထွက်သွားတယ်။လာပြောတဲ့ငယ်ရွယ်စုတဲ့လူကနောက်ကလိုက်တယ်။အဲဒီနောက်ကကိုပေါင်းမောင်ကပြေးလိုက်သွားတယ်။ကျုံတဲ့လေးလေးစိတ်ပွားနဲ့ပြေးလိုက်ခဲ့တော့တာပေါ့။ကျုပ်တို့နောက်မှာရာစုချိန်ကြီးရဲ့အလုသမားနှစ်ယောက်နဲ့ပါလာကြတယ်။ကလာမကြီးပင်အောင်ရောက်တော့ ိုက်ဆွဲတဲ့လေကြီးပေါ်မှာစန်းစက်ကြီးလဲနေတဲ့လူရဲ့ဘေးမှာလူနှစ်ယောက်ထိုင်ပြီးကြည်နေကြတယ်။ဟဲ့ကောင်စမ်းမြညထော်လှုပ်သေးလား။အင်းသက်ကြီးကလေဘေးကိုစင်းပြီးညထော်ဆိုတဲ့လူကိုငုတ်ကြည့်ရဲ့။ကျုပ်တို့လည်းဝိုင်းကြည့်နေကြတာပေါ့။မင်းတို့ဟာမဟုတ်သေးပါဘူး။ညထော်ကအသက်မှမရှိတော့လား။နေပါဦး။ဒီကောက်ဘက်ကြီးကဘလို့ဖြစ်လို့ပြားချက်နေရတော့ကျုပ်တို့လည်းမသိဘူးတကြီးကအကောင်သားကနေလေတော်ရင်ကနေအတန်နဲ့ကြီးနဲ့អော်ပြီးရေထဲကိုဝုန်းနေပြုတ်ကြသွားတာဟဲ့ကောင်ငရွက် လေလေရထားသွားယူစမ်းငါမသိငါဘူးအင်းတကြီးရဲ့အမိန့်နဲ့ငါထော့အနာကိုမြေပေါ်ချပြီးအင်းတကြီးကိုယ်တိုင်ဘိုက်ခွဲကြည့်လိုက်တယ်အင်မတန်ခေါင်းထဲဒေတာအင်းကြီးတင်းင်းထဲမှာပါဗျာကိုကြိုက်တာလုံလို့ရတာပေါ့ပလိတ်တွေရဲတွေပဲရှိမှာတော့ဟာဒီတန်ကအင်းတကြီးဥဆန်ကိုရဲ့အတန်မြဟာဟင်းအိုးဒီတန်တွေကတော့ကျုပ်တို့ဝိုင်းကြည့်နေကြတဲ့လူတွေရဲ့အံ့ဩတဲ့အတန်တွေပေါ့ဗျအံ့ဩမယ်ဆိုရင်လည်းအံ့ဩစရာပဲလေငါထောပိုက်ကိုခွဲကြည့်ရော့ ဘိုက်ထဲမှာဥရီအသေးတွေကဘာမှမရှိရအောင်။ဒါကြောင့်ငထောရဲ့ဘိုက်ကပြားချက်နေရအောင်။အင်းသကြီးကမျက်မှောက်ကျုပ်ပြီးခေါင်းရဲနေ။ပြီးတော့ပစိုးဟောင်းတစ်ထည်ယူပြီးငထောအလောင်းရဲ့ဘိုက်မှာတင်းတင်းစီနိုင်တယ်။ပြီးတော့အင်းသကြီးကအနောက်ဘက်ကသဘော့တော်ထဲမှာကျင်းနဲ့နဲ့တူပြီးငထောအလောင်းကိုကြိုလိုက်ကြတယ်။သဘော့တော်ဆိုတာသဘောပင်နေကြီးပေါက်တဲ့နေရာလေ။သဘောပင်ဆိုတာအောက်ပြည်မှာဖြာကျန်းနေရက်တဲ့အပင်မောဗျ။တနာပါလေဗျာ။ငထော်ဆိုတဲ့ကောင်လေးကဆွေမရှိမျိုးမရှိတခေါက်ကျွဲပြ။ ဟိုးပင်လေဘက်ကနေကျုပ်အင်းကိုရောက်လာပြီးတော့အလုံးလုံးနေရ။အင်းကြီးကငထောအတွက်စိတ်မကောင်းဖြစ်ပြီးပြောတာဗျ။ကျုပ်ဖြစ်ဒီအဖြစ်မျိုးတခါမှမမြင်ဘူးရပါ။လူတယောက်အကောင်ကနေအတန်နဲ့ကြီးနဲ့អော်ပြီးទីသွားတယ်။ទីတော့ဘိုက်ထဲမှာဥរីအသေးလေးနှလုံးနဲ့ဘာမှမရှိရဘူးဖြစ်သွားတယ်။ငထောကိုတကြူပြီးတော့အင်းတကြီးကသူ့အလုံးသမားတွေအားလုံးကိုစုလိုက်တယ်။အလုံးသမားတွေနေရဲ့တဲကြီးကအကြီးကြီးဗျ။ခြေတန်ရှည်စောက်ထားတာ။ဒါမှမူးတွေပန့်ရေဝင်ရင်ရေလွတ်မှာပေါ့။အလုံးသမားတွေအားလုံးဆုံးတော့ အင်းသက်ကြီးကသူ့လူတွေကိုမေးတယ်။မင်းတို့ငါ့ကိုအမှန်တိုင်းပြောကြစမ်း။ညာငါထော်ဘာလို့တော့။အင်းသက်ကြီးကမေးရောဘသူမှမပြေဘူး။ငြိမ့်နေကြတယ်။ဟာဘာဖြစ်တာတော့။အမလီနင်းနေလောက်တာများလား။ခြေတန်ရှိတဲအင်ကြီးကတက်တက်ခါအောင်ကိုရမ်းနေရပြုတ်။အလौသမားကြီးဆိုတာလန့်ပြီးဩလာကြွကြွကိုညံ့ရော။ဟဲ့ကောင်လေးမြ мян ပြော။မပြောရင်မင်းတို့တဲပြိုကြလိမ့်မယ်။အင်းသက်ကြီးကဒေါသနဲ့အော်ပြောတာဗျ။ငါထော်ညာက အင်းတကြီးတင်ထားတဲ့လမှုတော်ကကြက်ကြော်နဲ့အရက်ပလင်းကိုတောက်ပြလိုက်တယ်ဗျကျုပ်သားလားကျုပ်ကိုထိုးမယ်ကြိတ်မယ်လို့လို့မပြောတော့ပဲကြည်နေလိုက်ရတာတက်ကောက်လုံးကြော်ကြီးလဲကုတ်ရောအရက်ပလင်းနဲ့ကုတ်ရောပဲဘာကောက်ငရဲ့ညတော်ကငါအင်းကြီးတစီတင်ထားတဲ့ကြက်ကောက်လုံးကြော်အကုတ်စားပြစ်ပြီးတော့အရက်တပလင်းတို့ကုတ်အောင်တောက်ပြတယ်ဟုတ်လားဖြစ်မှဖြစ်ရလေကွာခြေရန်ရှိတဲအင်းကြီးကတွတ်တွတ်ကိုခါနေရောတာပဲနေကင်းကြောင်တောင်ကြီးမှာဒီလိုမျိုးဖြစ်တာ ကျုပ်တော့မကြုံဘူးပါဘူးတစီကျုပ်တောင်းမှန်ပါလေကျုပ်လူကတစီကြီးကိုစော်ကားသလိုဖြစ်သွားတဲ့အတွက်တောင်းမှန်ပါလေဗျဒီနေ့ညနေနွားရိုင်းသွင်းချိန်ကျရင်ကျက်နှစ်ကောင်ကြော်ပြီးအရင်နှစ်ပလင်းနဲ့နှစ်ဆတင်းမြောက်ပါမယ်ကျင်းနဲ့ပါဗျကျင်းနဲ့ပါအင်းကြီးတစီခမဟောငိန်သွားပြီဗျတိန်ကြီးကိုကံပြီးမလှုပ်တော့ဘူးကျုပ်တို့လည်းအင်းတကြီးနဲ့အတူတူပဲသူ့ရဲ့တိုက်ခံအင်းကြီးကိုပြန်လာခဲ့ကြတယ်အိမ်ရောက်တာနဲ့သူ့လူတွေကိုကြက်ကြီးနှစ်ကောင်ဝယ်ပြီးတော့ကြော်ခိုင်းလိုက်တယ် အရက်လေကောင်းကောင်းနှစ်ပလင်းဝင်ခိုင်းလိုက်တယ်။ကျုပ်ဒီအင်းကိုမရခင်ကလေးကဒီတစေကြီးကဒီဆောင်တလားအင်းမှာရှိနေတာ။ကျုပ်ကိုအိမ်မက်ပေးရဲ။သူ့ကိုတလားတကအရက်နဲ့ကြက်ကြော်ကြွေးပါတဲ့။သူဒီအင်းကြီးကိုစောက်ရှောက်မယ်ရဲ့ဗျ။ကျုပ်ပြေဒီတော့ကအိမ်မက်တာမို့လို့ကြောက်လဲရတာကိုပါမောက်ဟာ။အိမ်မက်တဲမှာမြင်ရတဲ့အင်းကြီးတစေဆိုတဲ့ကောင်ကြီးကနဲလာကြီးမဟုတ်ဘူးဗျ။အဲ့ဒါနဲ့တကြီးကအမဲတင်နေရတာပေါ့။ဒါပေါ့ဗျ။ကျုပ်ကသူ့ကိုစည်တနာနဲ့ကြွေးရပါ။အခုချိန်ထိတလားမအောင်မပြတ်သေးဘူး။ ကျုပ်တို့ကိုလည်းစောင့်ရှောက်ခဲ့ပါတယ်။ကျုပ်တို့မှသူစောင့်ရှောက်ပေးလို့စီးပွားစုတာလည်းတက်လိုက်တာမပြောပါနဲ့တော့။နေပါဦးတကြီးရဲ့။တည်သွားတဲ့ကိုတော်ကဥရေအသေးတွေမရှိရောလား။ဘာလို့လုံးမြ။ကျုပ်ကအင်းသက်ကြီးကိုမေးလိုက်တာဗျ။ဒီတော့ကိုပွားမောင်ကမျက်နှာပြက်သွားပြီး အတင်ပြပြတလဲဝင်ပြောတယ်။ဒါကဟော်ရီငပိကုံတင်မောင်တောင်းနဲ့ပါလာတဲ့မောင်တာဒီပါအင်းသက်ကြီး။မောင်တာဒီကဆရာသမားတွေနဲ့မကြမကြလိုက်ဘူးတော့။ဒီကိစ္စတွေမှာဘ ഹു တုဒရှိတဲ့လောက်ရှိရတူပါ။ပြီးတော့လည်း ဒါမျိုးတွေကိုတော်တော်စိတ်ဝင်စားတာတကြီးရအင်းတကြီးကကျုပ်ကိုတည်တည်ချာချာကြည့်ပြီးပြောတယ်။ဩဒီလိုကွယ်မောင်တာတည်းရဲ့အင်းကြီးတကြီးကတော်တော်ကျန်တဲ့နာနာဘာဝကောင်ကြီးသူ့ကိုတင်းမြောက်ကြွေးထားတဲ့အစားတောက်တွေကိုယူပြီးစားပြလိုက်တော့ငထော်ရဲ့ဥရေသေးတွေနှလုံးတွေကိုဆွဲနှုတ်ပြီးစားပြလိုက်တာမောင်တာတည်းရဲ့ပြားဥရေနှလုံးနဲ့အသေးတွေကိုဆွဲနှုတ်စားလိုက်တယ်ဟုတ်လား။အင်းဟုတ်တယ်မောင်တာတည်းဒီလိုအင်းကြီးရဲ့မာနီရဲ့အင်းကြီးတကြီးကြီးက အလွန်ရိုင်းစိုင်းကြမ်းတမ်းကြတာကွနည်းနည်းမှအမားမခံကြဘူးမှားတာနဲ့အသေးအသက်ကြတာပဲတဲလဲကြောက်စရာကောင်းပါလားကျုပ်ပြည့်အင်းသက်ကြီးပြောတာကိုကြားရနေတဲ့စက်သိန်းတစ်ပြန်ပြန်ထမိရပြုအိနေရကျုပ်เจ้าလေးလေးစိတ်ဘွားထပ်ပြီးပြောလိုက်တော့အင်းသက်ကြီးဦးဆန်ကကျုပ်ကိုပြောတယ်ဗျနေရကြလိုက်တာမောက်တာတည်းရဲ့ဦးလဲဒီကောင်ကြီးကိုတလားတခါသွားပြီးကျွေးမွေးနေရကြောက်တော့ကြောက်သားကွမောက်တာတည်းဒီညနေကျုံနဲ့အဖော်လိုက်နိုင်ခဲ့ရင်တော့ကောင်းတာပဲ။ လေးလေးစိတ်ပေါ်ကိုပွားမှာတော့တိုက်တွန်းတာနဲ့ကျုပ်အဲ့ဒီညနေမှာအင်ဒကြီးဦးဆန်ကုန်းနဲ့အင်ကြီးရဲ့မြောက်ဘက်မှာရှိတဲ့လက်မှုတော်ကိုလိုက်ခဲ့တယ်။မျက်ကွင်းစေးတော်ကွင်းခဲ့တာပေါ့။တကြွေကြွေနဲ့ဖောက်တူတွေကလက်မှုတော်ကိုလှေဦးထိုးပြီးကတ်လိုက်တယ်။ဖောက်တူကတ်တာကိုရွဲပြ။လက်မှုတော်ကြီးထဲမှာစကောကြီးတစ်ချက်နဲ့ထည့်ထားတဲ့ကြက်ကြော်နှစ်ကောင်အရင်နှစ်ပတ်လေးနဲ့ထမင်းဖြူတွေကိုတင်နေကြတစ်သားခုံတန်းမှာတင်ပြီးတော့အင်ဒကြီးကအင်းကြီးတစီကိုပေးဖိတ်ပြီးတော့ကျွေးရဲ့။ တေကိုင်း၆တင်နေပြီရေစက်သေးကိုဖျက်လျှောက်လာတဲ့အင်းကြီးတစီကိုကြုံမြင်ရတယ်။ဟာကျုပ်လို့တစီတရေမြင်နေကြကောင်းတော်လန့်သွားမိရဲ့ဗျ။နင်းနေနော်တော့အကောင်ကြီးမှမဟုတ်တာဗျာ။ကျုပ်စိတ်တင်တော့အရက်ကြီးကဆယ်ပေရောရှိမယ်တင်တယ်။ကိုလုံးကစဘာပုတ်ကြီးတော့ရှိရဲ့။တကူတော့အမွေမဲမဲကြီးရဲ့အုပ်နေရဗျ။ပါဇက်ကြီးကပြဲပြီးအဆွေလေးမှဖွေးနေရပဲ။ဟာစားပြီပြု။ကြက်ကောင်လုံးကြော်ကြီးကိုပါဇက်ပြပြဲကြီးတဲ့ထည့်ပြီးစားနေရ။ဟာ အရပလင်းဦးတော်ကောက်ကန်ပြီးမော့လိုက်တာတမော့ပဲပြုတ်ချမင်းနီကိုလည်းလက်ခုပ်ကြီးနဲ့ကြုံပြီးသူ့ပါဇက်သေးကိုထဲ့နေတော့လားအင်ကြီးတစေစားတောင်းနေရကျုပ်တယောက်ပဲမြင်တော့ပြုတ်အင်ကြီးတစေနဲ့လေခတ်နေတဲ့ကိုရွေရဖဲမြင်မတုံးပြတကြီးသွားစို့ပြကျုပ်ကလှုံ့ဆော်ပြီးလေကိုကိုရွေရခတ်ပြီးပြန်ခဲ့ကြတယ်မောင်တာဒီဘလို့တော့အင်ကြီးတစေလာရဲ့လားဟာတကြီးရဲ့လာလာမှနေတဲ့အကောင်ကြီးမဟုတ်ဘူးစာဝစားရဲ့လားကွဟူး စားလိုက်တာမှတကြီးအားဂျို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 နဲ့တောင်နေရောဗျတောက်လိုက်တာလည်းကွက်ခနဲကွက်ခနဲကိုဖြစ်နေတာအင်းတကြီးဦးဆန်ကိုရဲ့ရည်တန်းရအင်းရည်ပြင်းကြီးတစ်ခုလုံးလွှမ်းသွားတော့တာပေါ့ဗျာဟုတ်ကဲ့ပါရှင်စာရေးဆရာတာတီရေးသားထားတဲ့အင်းကြီးတစည်းဆိုရဲဇလန်ကတော့ဒီမာရီမဲပြီးဆုံးပါပြီရှင်ဇလန်လေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်